ချို့ဆိုလို့ရှိရင်စာအုပ်ထဲမှာတဏီချင်းစီကျွန်တော်အကြောင်းပြောထားတဲ့ခါလေးရှိတယ်ကျွန်တော်အရင်စိတ်ပင်ပန်းလာတဲ့ခါကျရင်အဲ့စာလေးဖတ်တယ်မာကြီးဆန်းပြောဦးတယ်လေအန်းနဲ့ဆိုရဲစကားရိုင်းတယ်ချစ်လို့မေတ္တာတွေမျှပေးတာကျွန်တော်ပရိသတ်တွေကျွန်တော်ဟိုအမတ်တရဖြစ်မဲ့ character လေးပေါ့နော်ကျွန်တော်ပြောမှာလဲဒါပုံမှန်ဆုံးဒီလို character မျိုးတိုင်းယူတာဆိုတော့လေတော်တော်အမတ်တရဖြစ်ပါတယ်ဟုတ်ကဲ့ဒီ3500မပို့ဘူးလူကြီးမဲ့ဇနီးကို ြန်လဲပို့ပေးပါနှစ်ဖက်အတွင်းမှာလူလေးဦးကိုကားနဲ့တိုက်ခဲ့တယ်လို့မင်းကဘယ်ဆုံးတော့တိုက်ပြီးတော့ဒီမှာလက်နေတာအာကားမမောင်းတော့ဆိုကားမပြောင်းအောင်ဆောင်ဒီဒီလေးတွေเนี่ยရိုက်တဲ့အချိန်မှာခင်ပေမဲ့ဒီကောတက်ညီလက်ညီကိုစူးစမ်းထားကြတဲ့ကားလေးပေါ့နော်ပျော်လဲတော်တော်ပျော်ခဲ့ရပါတယ်ဒီကားလေးကလေကျွန်တော်ကတော့အကြီးဆုံးဖြစ်တော့နည်းနည်းထိန်းရတယ်ကျွန်တော်လည်းတော်တော်ကဲရတယ်ထဲမှာတော့ပါတယ်ကိုထက်ငယ်တဲ့သူတွေနဲ့တွေ့တော့လေကျွန်တော်တော်တော်ငြိမ်သွားတယ်ဟုတ် အဲသူတို့နေကကျွန်တော်ရိုက်တဲ့အချိန်နဲ့အမှတ်တရရိုက်ပြီးသွားတဲ့အချိန်လဲကျွန်တော်အိုက်ဆိုအိုက်တရကင်းအတိုင်းကင်းနေတဲ့အတိုင်းပဲကျွန်တော်အပြင်မှာအာပြင်နေပါရောက်သွားကြတယ်စုံကြတယ်ဆိုတော့အမှတ်တရဖြစ်ပါတယ်အာအက်ဒမင်တွေပေါ့နော်ဝီလာအက်ဒမင်တွေအဲဆိုတော့သူတို့ကျွန်တော်ကဘယ်ပွဲမဆိုအများကြီးလက်ဆောင်တွေကမပေးခိုင်းဘူးဘာဖြစ်လို့လဲဆိုတော့ခက်ခဲနေတဲ့ကာလလို့ပြောပါမယ်အကုန်လုံးချိန်ကတော့ခက်ခဲပါဆိုတော့လေအဓိကငွေမကုန်စေချင်တာဒါပေမဲ့ အဲသူတို့အတင်းထိုးပေးသွားတာကင်းဆိုပြီးတော့ဒီစင်ရင်တို့လေးကိုအခုချိန်ကြီးကျွန်တော်မှာကျွန်တော်ပရိသတ်တွေဖေးတဲ့စာလေးတွေရှိသေးတယ်အခုချိန်ကြီးတင်လာတယ်ကျွန်တော် fan gift တွေကိုဗီဒီယိုတစ်ခုထားလာတယ်ပေါ့နော် တစ်ချိန်ချင်းတော့အဲ့ဒါလေးတွေအမှတ်တရပြန်ပြအောင်အဲ့ဒါလေးတွေတချို့ဆိုလို့ရှိရင်စာအုပ်ထဲမှာတနည်းချင်းစီကျွန်တော်အကြောင်းပြောထားတဲ့စာလေးတွေရှိတယ်ကျွန်တော်အရင်စိတ်ပင်ပန်းလာတဲ့ခါကျရင်အဲ့စာလေးဖတ်တယ်စာလေးတွေကိုလိမ့်ပြီးတော့ကျိုးလေးနဲ့စီရတာဒီဘလောက်ဒီဘလောက်ဆိုပြီးတော့လေဒီစားစာပေးတဲ့လူမျိုးလေးကိုရေးထားတာ မှတ်တရတော့ကျွန်တော်ဘောမှာအများကြီးတော့သူတို့ကရဲဥတူတယ်ကျွန်တော်တစ်ခါကြားလို့ရှိရင်အဲ့လိုမိုင်းဒီမှာတကယ်ကြီးပုံမှန်လေးပါသွားတယ်ဆိုလို့ရှိရင်သူတို့ကအဲ့လိုမျိုးအဲအတော့ဝင်ကြရတယ်အများနဲ့လဲကျွန်တော်ပတိမကြိုက်ဘူးလို့အများနဲ့လဲကျွန်တော်ခွတ်မကြိုက်ဘူးအဲအဲ့လိုပုံစံမျိုးလေးပေါ့အာဖျားစီချင်းမှာရှိရမယ့်ချိန်လည်းရှိတယ်ကျွန်တော်ကဲရမယ့်ချိန်မှာလည်းကျွန်တော်ကဲတယ်အဲဘယ်လိုပဲပေါ့မတောက်ဘူးဆိုတဲ့ချိန်ကျရင်ကျွန်တော်မတောက်ဘူးဘာသာရေးလုပ်ရမယ့်ချိန်မှာလည်းလုပ်ပါတယ်ဒီလိုခေါင်းလဲကုံသိန်းနဲ့နေရာတော့ကုံတယ်ပေါ့နော်ကက်စီတော့မနေဘူးကျွန်တော်လက်တော့ခွာဒါပေမဲ့အသက်အရွယ်လက်လက်ပိုင်းရောက်လာတဲ့အခါမှာစိစစ်သွားတာပေါ့ ဘာလို့တယောက်တည်းနေတဲ့ခါကျတော့ခုံချစိတ်တွေအများကြီးလာကိုပြီးတာလာတယ်အဲဘာကြီးဆန်းပြောဦးတယ်လေအဲ့နဲ့ဆိုရစကားရိုင်းတယ်အဲချစ်လို့မြစ်တာတွေမြတ်ပေးတာဟုတ်ကဲ့အဒီကားလေးရုံပေးရင်အားပေးဖို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းရန်ကိုရင်ခုန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုတစ်ခါမှမလုပ်ဘူးလေးတဲ့ character လေးလည်းဖြစ်တယ် အာတော်တော်ဇေယိုက်ကြပြီးတော့အပြောင်းအဆိုအားဆိုကျွန်တော်အရန်ကြည့်ဆိုင်ရတယ်။ဒီကားစကားလုံးကိုဒရိုက်တာကိုဆူမိုးကိုလည်းကျေးဇူးအများကြီးတင်တယ်။နောက်ပြီးတော့ကျွန်တော်အများကြီးကျေးဇူးတင်တာကတော့ဟောကျွန်တော်ဘယ်ကာရိုက်တာမဆိုကျွန်တော်ကာရိုက်တာဖမ်းပြီးတာမင်းမွေးပါပဲ။မင်းမွေးလည်းအရင်ကျေးဇူးတင်တယ်။ဒီကားထဲမှာမျက်လုံးကစကားပြောတာစပုံစံစတူဖမ်းပြီးပါ။